တင်ပိုက်စာနေတဲ့အချိန်မှာတင့်ခန္ဓာကိုယ်ကသူ့ကိုယ်သူပြန်လဲကူစားဖို့စတင်နေဆိုတာတင်သိပါသလားတင့်စာအိမ်ကိုအနားပေးလိုက်တဲ့အခါတင့်ခန္ဓာကိုယ်ကသူ့မှာမွေးရပါပါလာတဲ့ပြုပြင်ရေးစနစ်တစ်ခုကိုဖွင့်လိုက်ပါတယ်ဒါကို autophagy autophagy လို့ခေါ်ပါတယ်ဓာတ်ရိုက်တိပ်ပေကတော့မိမိကိုယ်ကိုပြန်လဲစားသုံးခြင်းလာပါပဲဘာတွေဖြစ်လာတယ်လဲဆိုတော့တင့်ရဲ့ဆဲတွေကအဟောင်းနဲ့ပျက်စီးနေတဲ့အစိတ်ပိုင်းတွေကိုပြန်လဲအသုံးပြုပြီးဖယ်ရှားဖြစ်ပါတယ်နောက်ပိုင်းမှာကင်ဆာဆဲအဖြစ်ပြောင်းလဲသွားနိုင်တဲ့အရာတွေအပါအဝင်ပေါ့ ရောင်ရမ်းမှုအမှတ်သားတွေကြာဆင်းလာပြီးအစ်စ်မြစ်ကိုက်ခဲမှုတွေကိုတက်တာစီကဦးလန်းချောင်းကိုညှိတက်စီပါတယ်။ကြီးထွားဟော်မုန်း Growth Hormone တွေမြင့်တက်လာပြီးကြွက်သားတွေကိုကာကွယ်ပေးကအစီလောင်ကျွမ်းမှုကိုအားပေးပါတယ်။တင်အုံနောက်ကဗနဆိုတဲ့ protein တမျိုးကိုပိုထုတ်လုပ်ပေးပါတယ်။ဒါကမျက်ညံနဲ့အာရုံစူးစိုက်မှုကိုထမျက်စေပါတယ်။ Insulin ပမာဏတည်ငြိမ်လာပြီးသွေးတွင်းတကြားဓာတ်ကိုသဘာဝအတိုင်းညီညွတ်မြတ်စေဖို့ကူညီပါတယ်။ဒါအပြင်တင့်ကိုခန့်အားစနစ်ကအာနေယောဂပိုးဝင်နေတဲ့ဆဲတွေကိုရှင်းလင်းဖယ်ရှားခြင်းအဖြစ်ပုံမူကောင်းလာပါတယ် ဒါကြောင့်မဲ intermittent fasting ဒါမှမဟုတ်ရိုးရှင်းတဲ့10နှစ်နာရီကနေ16နာရီအထိညဘက်အစာရှောင်ခြင်းကပုံမကောင်းမွန်တဲ့နှလုံးကျန်းမာရေးတိုးတက်လာတဲ့ဇီဝကမဖြစ်စဉ်ပုံမကြည်လင်တဲ့အသားရည်ပြီးတော့ဆဲလ်တွေအိုမင်းရည်ရုံမှုကိုနှိမ့်ကွေးစေခြင်းတို့နဲ့ဆက်ဆက်နေတာပါဒါကဈေးကြီးတဲ့ဈေးတွေဒါမှမဟုတ်တန့်စင်နည်းတွေမလိုပဲတင့်ခန္ဓာကိုယ်ကိုအစိတ်ထုတ်မှုလုပ်ပေးလိုက်တာနဲ့တူတူပါပဲဒါကြောင့်နောက်တစ်နေ့မစားခင်မှာအနေငယ်ဘိုက်စားတလို့ခန်းစားလာရတဲ့အခါတတိယပါတင့်ခန္ဓာကိုယ်ကအတွင်းပိုင်းကနေသူ့ကိုယ်သူပြန်လဲပြုပြင်နေပြီဆိုတာကိုပေါ့ တင့်ကျမ်းမာရေးကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့အပေါင်းလေးနဲ့အသေးလေးပေးခဲ့ပါဗျာပျော်ရွှင်ကျမ်းမာစိတ်ချမ်းသာကြပါစေဗျာ